ရာရီတိုင်းကျုံကျော်မြို့နယ်ထဲမှာရှိတဲ့လေသမားတွေကိုစိုက်ပျိုးရေးဌာနကထုတ်ပေးထားတဲ့ချင်းငွေနဲ့ကိုဗစ်ကာလထုတ်ပေးထားတဲ့ချင်းငွေတွေပြန်လည်စက်ခိုင်းတာကြောင့်အခက်တွေ့နေကြရတယ်လို့ကျုံကျော်ဒေသခံတွေကသိရပါတယ် AR တိုင်းဂျုံပြော်မျိုးကတောင်တူလေသမားတွေကို2020ပြည့်နှစ်ကကိုဗစ်ကာလချင်းငွေတရေကကို9000ကျပ်နဲ့စိုက်ပန်ချင်းငွေတရေကကိုတသိန်းခွဲစီစိုက်ပန်ကချိပေးထားတယ်လို့သိရပါတယ်။စိုက်ပန်ကတရေကကိုတသိန်းခွဲကျပ်နဲ့တယောက်ကို10ရေကအထိချင်းငွေထုတ်ထားပေးပြီး10ရေကမရှိတဲ့သူကိုရှိတဲ့အရေအတွက်တိုင်းငွေချိပေးပြီး10ရေကအထက်ရှိတဲ့သူတွေကို10ရေကအထိသာချင်းငွေပေးထားတယ်လို့သိရပါတယ်။ချင်းငွေပြန်တောင်းလို့အခက်တွေ့နေတဲ့လေသမားတယောက်က 2025ခုနှစ်မေလ19ရက်နေ့ကကျုံပျော်မြို့နယ် AIM ခမ်းမမှာစိုက်ပံမန်နေဂျာဒေါ်အေးဒီရာလေသမားတွေချင်းငွေပြန်လဲဆက်ရမယ်အကြောင်းအစီအစဉ်ခေါ်လို့၃ချိန်မလာရောက်ရင်လေသမားတွေကိုထောင်ချမှာဖြစ်ကြောင်းစက်တက်ခေါ်ပြီးနေထိလိုက်လာလို့အရွယ်ရောက်တဲ့သားသမီးကိုတွေ့ရင်စက်မှုခံခေါ်ဆောင်မှာဖြစ်ကြောင်းချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါတယ် ကျွန်တော်တို့လင်သမားတွေချင်းငွေယူစဉ်ကတခြားပြန်ဆက်ဖို့ဆုံးဖြတ်ယူခဲ့ကြတာဖြစ်ပြီးဆက်ခဲ့တဲ့အတွက်လည်းချင်းငွေရရှိခဲ့ကြတာဖြစ်ပါတယ်။ခက်ကာလာမကောင်းရာသီဥတုကြောင့်စပားထွက်တိုးဆုတ်ယုတ်ပြီးစစ်မှုရန်ဥပဒေကြောင့်လည်းလေဆိုင်တောင်သူလူငယ်တွေကအဆရှောင်တိတ်နေရတာကြောင့်အခက်ခဲပေါင်းစုံနဲ့ခြုံတွေ့နေရတဲ့အချိန်မှာချင်းငွေကိုပြန်လည်တောင်းယူနေကြတာပါ။အခက်ခဲတွေကိုရှင်းပြပြောဆိုနေပေမဲ့စိုက်ပါမန်နေဂျာဒေါ်အေးတီရာကလက်မခံပဲတောင်းချပြမယ်ဆိုပြီးချိန်ချောက်နေလို့အခက်တွေ့နေကြရတယ်လို့ကျုံပြောမျိုးနယ်တွေကလေသမားတယောက်ကပြောပါတယ် ။မိုးစွားချင်းဝင်ထုတ်ယူဖို့ရှောက်လာဖို့ဆိုပြီးဒေါ်အေးဒီယာကလယ်သမားတယောက်ကိုဖောင်ဖို့နှစ်ထောင်ချက်စီတောင်းယူခဲ့ပြီးလယ်သမားတသိန်းကျော်ကဖောင်ဖို့တွေပေးခဲ့ရတယ်လို့လဲအဆိုပါလယ်သမားကပြောပါတယ်။